ဒီတော့ entry သမားရယ်ဆိုရင်အခုဆိုအလုပ်တွေပြုတ်ကုန်တာ။အရင်တည်းကလည်းငါတို့ဟို industrial kit တောင်းအောင်ဆိုလို့ရှိရင်ဒီ machine တွေပေါ်လာတော့လူတွေအလုပ်ပြုတ်ကြရတာပဲလေ။ဟုတ်တယ်။အဲ့လိုပဲအခုဆိုလည်းဒီ manufacturing မှာလည်းဒီဟိုဟာ AI နေနဲ့ကများဟိုဟာ machine တွေက AI နေနဲ့ပဲ။အဲ့တော့လူတွေကအများကြီးပဲအလုပ်ပြုတ်ကြတာ။အဲ့ဒါတွေက facts တွေရှိတယ်။ဟိုဟာ globally နော် globally နော် globally ကိုဒီ2025ထဲမှာသူတို့ study လုပ်ထားတာတရက်ကိုလူအယောက်900 globally အလုပ်ပြုတ် AI ကြောင့် AI ကြောင့် ဒီကောင်ကလေဘယ်လိုလဲဆိုတာလေ data ပဲเนาะ AI က data တွေကိုသူတို့ကတောက်လျှောက် add လုပ်နေတာထည့်ဟုတ်တယ်သူက data လေးများများထည့်နိုင်လေဒီကောင် smarter ပို့ဖြစ်လာလေပို့ပို့ပြီးတော့ smart ဖြစ်လာတာတပြည့်ပြည့်လဲများများ data ထည့်နိုင်လေများများ smart ပို့ဖြစ်လာတယ်အရှိလျှောက်ကမှန်းလို့တော့မရအောင်ဒါပေမဲ့အဲ့ဒီ chat box တွေတောင်းတာလေသတိထားတဲ့နေပေါ့เนาะဟိုကိုယ်များများလေးသိမှလားဟိုကောင်လေးတယောက်ဆိုရင်ဒါဟိုကိုအာကိုကိုကိုအဆုံးစီရင်ွားရဲဟာကြားလိုက်တယ်အဲ့ဒါတွေးလိုက်တယ်ဟုတ်တယ်သူ့ကိုဘယ်သူမှ အာမမြင်ဘူးပေါ့ nobody see me ဘာညာအဲ့လိုမျိုးဆိုအမင်းငါတွေ့တွေ့ပါရဲ့ဘာညာတော့ပထမတော့ပြန်ပြောရအောင်ဆုံးကြာအဲ့လိုမျိုးပေါ့မင်းဟိုဖြစ်ချင်းနဲ့လုံးချင်းနဲ့လုံးလိုက်ပေါ့ဘာဖြစ်တယ်ညာဖြစ်အဲ့လိုမျိုးကြီးပါအခုကအဲ့ဒီ open ai ကိုအဲ့ဒီအဲ့မိဘတွေကသူတို့တရားစွဲထားတယ်အဲ့ chat gpt ကို iq စစ်ထားတာရှိတယ်အဲ့ chat gpt ရဲ့ verbal iq ဆိုတာအဲ့စကားပြောတဲ့အဲ့ဟာကိုလေ question and answer စေကိုလေ iq စစ်ထားတာရှိတယ်အဲ့ဟာ သူကဟို chat gpt ရဲ့ verbal iq က155ရှိတယ်တဲ့ဟိုပုံမှန်လူတွေ average လူတွေကဟိုပါပဲရှိတာ90ကနေပြီးတော့110တိပဲရှိတယ်ဟုတ်တယ် chat gpt ရဲ့ verbal iq ကလောက155ရှိတယ် internet သုံးတာဟိုငါတို့စာအုပ်ဖတ်တာနဲ့မတူဘူးခုနောက်ပိုင်းဒီမိုင်းတွင်းထဲမှာလမ်းလျှောက်နေရတယ်လို့ဟုတ်တယ်တလုံးကြီးတလုံးလာမှန်တာကိုဟုတ်တယ် တတိထားနေတဲ့ဂျားတွေရအောင်လေအဲ့လိုအလိန်ခံရနိုင်အလိန်ခံရတာရောပြီးရင်တခုခုပေါ့ဟဲ့ဒါအောင်အမှန်တင်ကိုကအရန်နေခံစားသွားတာလို့ဒေါသတွေထွက်သွားတာလို့သိရမလားအဲ့လိုမျိုးတွေဖြစ်ပြီးတော့အင်တာနက်နဲ့ကြီးပြင်းလာတာမဟုတ်တဲ့လူကြီးတွေအတွက်တော့ပို့ပြီးတော့တတိထားတဲ့နော်အော်မသိလို့ရှိရင်ကလေးတွေမေးပေါ့ကလေးတွေကကြွန်းတယ်ဟုတ်တယ်နော်မင်္ဂလာပါ Opinions and Thoughts Podcast ကနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ကဆိုးရမယ်ပါမင်္ဂလာပါ Michael ပါ ကဲအဲ့တော့ဒီနေ့ဘာတွေပြောကြမှာလဲ။ဒီပြောရမယ့်အကြောင်းအရာကတော့ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့တော့ AI ရဲ့ကောင်းကျိုးဆိုးကျိုးတွေပြီးရင် AI နဲ့လုပ်တဲ့ content တွေကိုဘယ်လိုခွဲအစ်အတုပေါ့။အတုအစ်ဘယ်လိုခွဲမလဲပေါ့နော်။အဲ့တော့ကဲစသချင်းကျွန်တော်တို့ဗီဒီယိုတစ်ခုကြည့်မယ်ပေါ့နော်။အဲ့ဒီဗီဒီယိုမှာဒါ AI လားအစ်အစ်လားကျွန်တော်တို့ခွဲကြကြည့်မယ်ပေါ့နော်။ကဲအဲ့တော့စလိုက်ကြအောင်။စမယ်။ Oh, which one? Which one is AI? Alga, alga. Apo, apo lu. Au, apo. Apo, apo. Oh, dia mana? Ini musuh hutan. Apo. Apo lu tenang. Apo ayam. Hau deh, na? Ayam perfect ye. ေါ်ပဲပေါ့အောက်နေတူတယ်ဟာမာသားအာအပေါ်ဟာမာနောက်ဆုံးသားရမှာနည်းနည်းဟိုကွဲွားအောက်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 က AI ဟာမာဝါရအပေါ်က AI ဟာအပေါ်က AI မဟုတ်အောက်က AI ဖြစ်မယ်အောက်အောက်အောက်အာမာဝါ AI ောက်ကွာအေး Okay อืมအဲ့တော့ဒီဗီဒီယိုလေးကိုလိုက်ကြည့်ပြီးတော့လည်းဟိုပါဗောနော်ကိုကကိုလည်းစဉ်းစားကြည့်ဗောနော်အဲ့တော့ဘယ်ဟာပြောချင်တာကျွန်တော်တို့ AI နဲ့ AI ဗီဒီယိုတွေကအခုနောက် AI နဲ့လုပ်တဲ့ content တွေကခွဲခြားရအရင်ခတ်လာပြီဗောနော်ဟိုဟိုနောက်တစ်ခုဆိုရင်โอ้กังกังรู้ล่ะส่วนตลอดแม้ๆอึดเป้ทีเนี่ย ကြည်ကြည်ဘူးလောက်မယ်ထင်တယ်လေရင်ခွဲမှာကန်ဂရူးလေးတကောင်ဟိုလေရင်မောင်တက်ခံဒီမှာပေးမတက်လို့ရက်ဆောင်နေတဲ့ဗီဒီယိုလေးလေอืมအဲနော်ဟိုဟာတော်တော်များများလေးအစ်စ်ပဲထင်ကြရလေနော်အဲအဲ့ဒါကိုအစ်စ်ပဲထင်တာစတွေ့တော့อืมအဲကလေးကိုဘာလို့ပေးမတက်တာလဲဗောပြီးတော့နောက်နောက်တော့နှစ်ခုတင်တာနော်နောက်တစ်ခုကျတော့လင်းမော်ရောက်သွားပြီလင်းမော်မှာသူအဲ့ဟို passenger seat မှာ light ထိုင်လိုက်ပြီးတော့ခရီးသွားဟုတ်တယ်တော်တော်ခွဲလို့မရတော့နောက်ပိုင်းကနော်အဲ ပို့ဆိုးတာအဲ့ဒီဟာတွေကအဓိကလူကြီးတွေမှာပို့ပြီးတော့เนาะခံသတင်းအတုတွေအကုန်လုံးပေါ့เนาะအဲ့ဒီဗီဒီယိုအတုတွေတို့တို့အစ်စ်ထင်ရတာเนาะဒါပေါ့ဒါပေါ့တို့ကြတော့အင်တာနက်နဲ့ကြီးပြင်းလာတာမဟုတ်တော့ခါကြတော့เนาะအဲ့ဟာတွေပဲခွဲခြားတတ်မှာโอเคအစ်စ်နဲ့ထပ်တူနီးပါးကိုတူးနေပြီလုံးဝတေချာခရူးမဆိုင်ရင်တော့လိန်ခံမှာတေချာတယ်ဟုတ်တယ်လိန်ခံမှာတေချာတယ်အဲ့တော့ဘလို့အတုနဲ့အစ်စ်ခွဲမယ်ဆိုတော့တကယ်တမ်းတော့လုံခဲ့တဲ့ 6လလောက်က6လလောက်ကဆိုရင်ဒီနှစ်အစပိုင်းမှာဆိုရင်တော့ကွာအဲ့လိုလက်တွေဘာတွေကကြည့်ပြီးခွဲလို့ရတယ်ခွဲလို့ရတယ်ဒါပေမဲ့အခုချိန်မှာအဲ့လက်တွေဘာတွေသွားကြည့်ပြီးခွဲလို့မရခွဲလို့မရတော့အခုချိန်မှာကြည့်လို့ရတာအဲ့လိုမျက်လုံးတို့မျက်လုံးပေါ့နော်အဓိကတကယ်လို့ကိုမသေးကြဘူးထင်အဲ့မျက်လုံးတို့တချို့အာလှုပ်ရှားမှုတွေပေါ့လှုပ်ရှားမှုတွေရုပ်တိမရှိတာတွေဟုတ်တယ်တေချာကြည့်မှာပဲညာပြီးရင်နောက်ခံ background တွေပြီးရင်အတန်ပေါ့အတန်နေလဲတချို့ဟို တကယ်အပြင်မှာရိုက်တဲ့ဟာရယ်ဆိုရင်ကနောက်ခံအတန်ပါတယ်နောက်ခံပတ်ဝန်းကျင်အတန်ပါတဲ့ဟာအဲ့ဒါလေးတွေသတိထားပတ်ဝန်းကျင်အတန်တွေပါရတော့သူတို့တိတ်မဟိုဟာအရန် realistic မဖြစ်သေးတချို့အကြောင်းအရာတွေကအရင်အတိတ်ပဲမရှိဘူးလေနော်ကိုပါကိုစဉ်းစားခြင်းကိုသိသိတာပါပဲอืมဟုတ်တယ်တချို့အကြောင်းအရာတွေကဟိုအတိတ်ပဲမှမရှိဘူးပြီးရင်တချို့ဟိုဟာရှိရသေးတယ်လို့ CCTV footage လိုမျိုး AI video တွေရှိတယ်အဲ့ဒါကြီးကြတော့အဲ့ သူတို့ date တွေ time တွေကိုတေချာကြည့်ကြည့်ပေါ့အဲ့အရာတခါကြီးကျမှားနေတတ်တယ်ပြီးရင်အရန်တူရင်လည်းအဲ့တချို့ video တွေကအရန်တူရင်လည်းအဲ့နည်းနည်းဟိုတန်တရားနဲ့ကြည့်ရမှာပေါ့နော်အခုခက်ကတန်တရားလေးရှိမှာပဲနည်းနည်းဟိုပါဖြစ်မှာအရင်တွေးသမျှဟာကို internet ပေါ်မှာတွေးသမျှဟာယုံလို့များအရင်တည်းကယုံလို့များအခုကပိုဆိုးလာအဲ့လိုမျိုးဟုတ်တယ်အင်တာနက်တုံးတာဟိုငါတို့စာအုပ်ဖတ်တာနဲ့မတူဘူးခုနောက်ပိုင်းอ่ะ ဒီမိုင်းတွင်းထဲမှာလမ်းလျှောက်နေရတယ်လို့ဟုတ်ဟုတ်တယ်တလုံးကြီးတလုံးလာမှန်တာကိုဟုတ်တယ်သတိထားနေတဲ့ဂျားတွေရအောင်လေအဲ့လိုအလိန်ခံရနိုင်တယ်အလိန်ခံရတာရောပြီးရင်တခုခုပေါ့ဟဲ့ဒါအောင်အမှန်တင်ကိုကအရန်နေခံစားသွားတာလို့ဒေါသတွေထွက်သွားတာလို့သိရမလားအဲ့လိုမျိုးတွေဖြစ်ပြီးတော့အာအကောင်းပေါ့နော်ကိုယ့်ရဲ့ energy ကြီးကုန်တာပေါ့ဟုတ်တယ် အဲ့လိန်လဲတဲ့မှာအဲ့နိုင်ငံရေးတို့အဲ့သတင်းတူတရားအဆိုးဆုံးပဲเนาะဟုတ်တယ်သတင်းအတူတော်တော် entertainment only ဒီလိုရိုးရိုးအဟာလေးတွေကိစ္စမရှိဘူးဟုတ်နိုင်ငံရေးတွေเนาะอืมသတင်းတွေသတင်းအတူတွေကဆိုးတာအဲ့ဒါသွားပြီးရှုံမိရင်အမှလုတ်တဲ့လူကเนาะသူကအောင်ပွဲခံနေမှာသိကြတယ်ဟုတ်တယ်ပြီးရင်အဲ့လိုဗီဒီယိုတွေရောဘယ်လိုပဲဖြစ်ဖြစ်ဟိုလိုမျိုး article တွေရောဗောနော်အာကဟိုကို့ ဖိတ်လောက်တာမြားကိုသူတို့ဟာကြီးဖို့သူတို့ဟာ click လောက်တိုင်းကိုကသွားကြည့်တိုင်းသူတို့ကပတ်စံရတာပေါ့နော်တချို့ကြလည်း AI content ဆိုပြီးတော့ဒီလိုမျိုးတင်ပြီးတော့အေးပွင့်ပွင့်လင်းလင်းတင်ပြီးတော့ဟွာဖြစ်တာမျိုးကတော့ကောင်းတာပေါ့နော်တချို့ကြတော့လည်းလိန်ပြီးတော့လည်းအစ်စ်လို့လို့ဘာလို့လို့အဲအဲ့လိုမျိုးကြီးကြတော့နည်းနည်းတော့အင်းဆိုးတယ်နော်ဟုတ်တယ်အဲ့တော့လူသူသဖြင့် internet နဲ့ကြီးပြင်းလာတာမဟုတ်တဲ့လူကြီးတွေအတွက်တော့ပို့ပြီးတော့တတိထားတဲ့နည်းအင်းနာဟိုမသိလို့ရှိရင်ကလေးတွေမေးပေါ့ကလေးတွေကကြွန်းတယ် ဟုတ်တယ်နော်ကလေးတွေကြည့်ကြတယ်ကိုအနေနဲ့မသေးကြဘူးလို့ထင်ရင်အဲကိုရဲ့သားတွေတမီးတွေမြီးတွေမြစ်တွေကိုအင်းမေးပေါ့နော်ဟဲ့ဒါအစ်စ်ဒါအတူလားတခါတည်းတွေးလိုက်တာနဲ့မယုံဘူးကတော့အဓိကပေါ့နော်တကယ်လို့ကိုကအင်တာနက်သုံးတတ်တယ်ဆိုရင်တော့ဓာတ်ပုံတွေပါတယ်ဆိုရင်တော့အဲ့လို Google Image uh reverse search လုပ်လို့ရတယ်ပေါ့နော်အဲအဲ့ဟာဟုတ်တယ်အဲ့နီလန်းလေးပြောပြပါအောင် AI နဲ့ဖန်တီးတဲ့ပုံတွေကိုခွဲခြားဖို့နီလန်းလေး အဲကောင်းဆုံးနီးလန်းကတော့ပုံဆိုရင်တော့အဲခုနပြောတဲ့ Google မှာကိုအဲ့ပုံပေါ့နော်အဲပြန်ပြီးတော့ reverse image search လုပ်လို့ရတယ်။အင်းအဲ့တော့အဲ့ဒါတော့ပုံဆိုရင်တော့အဲ့ဒါလုပ်လို့ရတယ်ပေါ့နော် Google မှာ reverse image okay သူက Google မှာကကိုအဲ့ပုံကို download လုပ်ပြီးအဲ့ပုံမှာပြန်ပြီးတော့ Google ငါတို့ search ပါမှာလေသူကအငူးဆိုဓာတ်ပုံထည့်ဓာတ်ပုံထည့်ပြီးတော့ဓာတ်ပုံဟိုါလုတ်ပြီးတော့ search လုပ်လို့ရအဲဆိုရင် तू ကပေါ်လာဒါအစ်စ်လားအတူလား AI နဲ့လုတ်ထားတာအဲတချို့ဟိုစာတွေဘာတွေဆိုရင်တော့ 0GPT လို့ခေါ်တဲ့ဟာတွေလည်းရှိတယ်အဲ့လို tools တွေပေါ့နော်အင်တာနက်ပေါ်မှာရှိတဲ့ tools တွေအဲတော်တော်များများလေးသုံးကြတယ်သူသဖြင့်အဲ့လိုမျိုးကျောင်းနေပါရင်ကျောင်းနေပေါ့အခုနောက်ပိုင်းကကျောင်းသားတွေဆိုလဲ assignment တွေဆိုရင် AI ကိုရေးခိုင်းပြီးတင်တာတော့ပါတော့သိရမှာအဲ့လေ အဲ့ဒီဟာတွေကိုဆက်လို့ရတာဟုတ်လားအဲ AI ရရေးပေးထားတာလားဆိုပြီးဟုတ်တယ်ဟုတ်တယ်အဲ့တော့ 0GPT လို့ခေါ်တဲ့တူးဆဲရှိတယ်ပြီးရင်တခြားအဲ့လိုအင်းနော်ဟုတ်တယ်နော်ကျောင်းသားတွေမှာဟိုဟာအေးကွာစစ်တင်တယ်ဟုတ်တယ်ကလေးတွေ assignment တင်နေတာဘယ်လိုတွေတင်နေလဲမသိနော်ဟုတ်အေးပေါ့အဲ့လိုမျိုးတော်တော်များများတော့အဲ့လိုမျိုးဆက်လို့ရရဲ့ဟိုတူးဆယ်ရှိရဲ့ internet ပေါ်မှာပေါ့နော်အဲခုနကပြောရဲ 0GPT ရှိရဲ့ scribbly မှာဆိုလဲဆက်လို့ရရဲ့ဟာရှိရဲ့အဲအဲ့လိုမျိုးပေါ့ ါချင်းတဲ့ chat gpt ကိုတောင်မှဟိုကိုအဲ့ document ကို upload လုပ်ပြီးဒါ ai နဲ့ရေးထားတာလို့မင်းသူတို့လုတ်ပေးလုတ်ပေးတယ်အဲ့ chat gpt ကလည်းเนาะတော်တော်ဟိုဟာဖြစ်လာပြီเนาะအရင်တော့အခုက chat gpt က4လားဟလာအခု3နေတာ5 5တောင်ရောက်သွားပြီလားအိုးတခါစာထဲမှာဖတ်လိုက်ရတာ तू က chat gpt 4က3.5တဲ့10 times fast over ပေါ့ smarter ပေါ့ ဆယ်စားပို့ပြီးတော့ smart ပို့ဖြစ်တယ်အခုဆို5တောင်ရောက်သွားပြီဆိုတော့တော်တော်ကျန်းနေဒါပေမဲ့အဲ့ဒီ chat box တွေတောင်းတာလည်းတတိထားတင်တယ်ဗောနော်ဟိုကိုယ်တော်များများလေးတိမာလာဟိုကောင်လေးတယောက်ဆိုရင်ဒါဟိုက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 ိုအဆောင်စီရင်သွားတယ်ဟာကြားလိုက်တယ်အဲ့ဒါတွေးလိုက်တယ်ဟုတ်တယ် तू อ่ะ तू แชทท่าอ่ะไอ้โหลမျိုးป่ะเนาะ तू โห तू ตู้บดุมาอ่าไม่เห็นอูป่ะ nobody see me บาญ่าไอ้โหลမျိုးเลยสออ่ะมิ้วงาตุ้ย တွေ့ပါတယ်။ဘာညာတော့ပထမတော့ပြန်ပြောတယ်။နောက်ဆုံးကျတော့အဲ့လိုမျိုးပေါ့။မင်းဟိုဖြစ်ချင်းနဲ့လှုပ်ချင်းနဲ့လှုပ်လိုက်ပေါ့။ဘာဖြစ်တယ်ညာဖြစ်အဲ့လိုမျိုးတွေပါ။ဩသူကပြောတာဆိုတော့အခုကအဲ့ဒီ open ai ကိုအဲ့ဒီအဲ့မိဘတွေကသူတို့တရားစွဲထားတယ်လေ။ဩဟုတ်လား။အဲ့ open ai ဆိုတာဒီ chat gpt gpt ရဲ့ company ကိုလေ။အဲ့ chat gpt ကို iq စစ်ထားတာရှိတယ်အဲ့ chat gpt ရဲ့ verbal iq ဆိုတာအဲ့စကားပြောတဲ့အဲ့ဟာကိုလေ question and answer စေကိုလေ iq စစ်ထားတာရှိတယ်အဲ့ဟာ ူကဟို chat gpt ရဲ့ verbal iq က155ရှိတယ်တဲ့อืมဟိုပုံမှန်လူတွေ average လူတွေကဟိုပါပဲရှိတာ90ရနေပြီးတော့110 ठी ပဲရှိတာဟုတ်တယ် chat gpt ရဲ့ verbal iq ကလောက155ရှိတယ်อืมဟုတ်တယ်တော်တော်မြင့်လားဟုတ်တယ်စကားကောင်းကောင်းသွားပြောလို့ရတယ်ရတယ်ရတယ်ပြောလို့ရတယ်လေအဲ့လိုမျိုး chat တခြား content တွေလည်းရှိရယ် YouTube မှာဆိုရင်အဲ့လိုမျိုး AI chat GPT နဲ့ debate လုပ်တာတွေပါရှိတယ် ဟုတ်တယ်လူတယောက်အတိုင်းပဲလူထက်ကိုတာနေပြီတကယ်တမ်းလူတွေတော့90ကနေ130ပဲရှိတယ်သူက155ဆိုတာอืมတော်တော်မြင့်အဲ့တော့ဘယ်ဘယ်နေရာမှာအသုံးဝင်အသုံးဝင်တာလည်းအများကြီးပါအများကြီးအသုံးဝင်တာပေါ့ဒီငါတို့ဟို data entry လုပ်တဲ့အလုပ်တွေလေထားပါတော့ဒီဟို data entry သမားရယ်ဆိုရင်အခုဆိုအလုပ်တွေပြုတ်ကုန်တာလေอืมပြီးတော့ဒီ manufacturing လုပ်တဲ့နေရာမှာလေ တော်တော်များများအရင်တည်းကလည်းငါတို့ဟို industrial kit တောင်းอ่ะဆိုလို့ရှိရင်ဒီ machine တွေပေါ်လာတော့လူတွေအလုပ်ပြုတ်ကြတာပဲလေဟုတ်တယ်အဲ့လိုပဲအခုဆိုလည်းဒီ manufacturing မှာလည်းဒီဟိုဟာ AI နေနဲ့อ่ะများဟိုဟာ machine တွေอ่ะ AI နေနဲ့ပဲအဲ့တော့လူတွေကအများကြီးပဲအလုပ်ပြုတ်ကြတာအဲ့ဒါတွေက facts တွေရှိတယ်ဟိုဟာ globally เนาะ globally เนาะ globally ကိုဒီ2025ထဲမှာသူတို့ study လုပ်ထားတာဒီ January 2025 January ကနေပြီးခဲ့တဲ့ဟိုဟာ June လအထိမှာတရက်ကိုလူအယောက်900 globally အလုတ်ပြုတ် AI ကြောင့် AI ကြောင့်တနေ့မှာလူအယောက်900အလုတ်ပြုတ်နေ။အင်းတကဘာလုံးမှာ။အင်းအဲ according to ဟိုဟာလေ World Economic Forum လား။အေး AI အခုငါနောက်ဆုံးဟိုဟာသိတာတော့အဲ့ဟိုလေ Salesforce နဲ့ Oracle နဲ့ရတယ်လူတွေအများကြီးပဲပြော Oracle ဆိုရဲ database company ရဲ့ပြီးရင် Salesforce ဆိုရဲအဲသူ customer CRM software ရောင်းတဲ့ company သူကဟိုဟာမှာဆိုရင် အဝါမှာဆိုရင်တော်တော်များတယ်များတယ်နှစ်နှစ်နှစ်ခုပေါင်းတကုံကြီးနှစ်ခုပေါင်းပြီးခဲ့တဲ့ဒီလာမှာတယ်တကုံကြီးနှစ်ခုပေါင်းအယောက်9000တော့ဟိုဒါပေါ့သူတို့ပြောထားတာဒီနောက်3 4 5နှစ်အတွင်းမှာလူရောက်ဟိုဟာ300 million full jobs နော် full time jobs တမားတွေပြုတ်မှာ300 million လောက်ရှိတယ် globally အဲ့ဟုတ် အဲ့ဒါကတော့ဒါဟိုရိုက်ခတ်ထိမကောင်းတဲ့လို့ပြောရပါဘော AI ကအသုံးတော့ဝင်တယ်ဒါပေမဲ့ခုနပြောလို့အလုပ်တွေကတော့ပို့ပြီးတော့ဟိုါဖြစ်လာမှာဒါတော့အာအဲ့တော့ဟွန်း AI ရဲ့ကောင်းကျိုးဆိုတော့ကောင်းကျိုးကလည်း new career တွေကအများကြီးပဲ AI နဲ့ပတ်သက်ပြီးတော့လူတွေကလေ career အသစ်တွေပေါ့음 career အသစ်တွေအများကြီးပဲပေါ်လာတာပဲတကယ်တမ်းတော့လောက်တန်ရင်ပေါ့အဲ့ကြောင့် AI လေ့လာနေတယ် ဟုတ်တယ် AI ကတော့လေ့လာတယ် AI ကိုအသုံးအသုံးချဖို့အတွက်ကိုပဲလေ့လာတင်တယ်อืมပြီးရင်နောက်ပိုင်းကအခုဟာငါတို့ကဒါရိုးရိုးတန်းတန်းဟိုလိုချက်အခုလူတွေတုံးကြရေး Chat GPT ရော German AI ရောဆိုတာဒါစကားပြော Chat Chatbot လိုမျိုးတာတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျရင်တို့အဲ AI agent တွေဆိုတာဖြစ်လာမှာ AI agent တွေဆိုတာအခုလည်းစတော့စနေပါတယ် AI agent ဆိုတာကိုကတခုခုလောက်ချင်တယ်ဥမာမင်းက အာခီးသွားမယ်ကွာခီးသွားမယ်ဆိုရင်ငါဘယ်နေဘယ်နေသွားခြင်းလဲဆိုရင် तू อ่ะ तू อ่ะအကုန်လုံးလုပ်ပြီးတော့အဲ့ဆိုဟိုငါတို့ဟို etiquette ရောင်းနေဟိုဟာတွေဘာတွေဆိုအကုန်အကုန်သွားမှာอืมအကုန်လုံးအဲ့လိုမျိုးပေါ့ तू อ่ะ etiquette ရောဟိုတယ်ရောအကုန်လုံးအစီအစားဆုံး agent တွေဟိုဟာသွားတာပေါ့သူ့ရဲ့ကိုယ့်ရဲ့ itinerary တွေပါအကုန်ဆွဲပြီးတော့ဟိုဟာဖြစ်လာထွင်တဲ့ကောင်တွေကပူချမ်းသာဖို့ပဲရှိတယ်ဟိုလက်လုတ်လက်စားသမားတွေကပူဒုက္ခရောက်ဖို့ပဲရှိတယ်ရှေ့ရှောက်อืม ဒါပေမဲ့ပြောရမယ်ဆိုရင်အဲ AI ကို တကယ်ကောင်းကောင်းအသုံးချတတ်ပြီးတော့အဲ့လိုမျိုး millionaire စီတွေလည်းအများကြီးပေါ်လာမယ်လို့သူတို့ဟိုပြောကြရမှာနော်ဟို solo solo brand new လို့အခုအသုံးကြအောင်တယောက်တည်းပေါ့ဒါပေမဲ့ company တစ်ခုလုံးမှာတယောက်တည်းပဲဒါပေမဲ့ AI ကိုသုံးပြီးတော့သူက company တစ်ခုလုံး brand နဲ့အဲ့လိုမျိုးပုံစံနေပေါ့ဒါပေါ့ဒါပေါ့ရတာပေါ့နော်ဒီကောင်ကလေဘယ်လိုလဲဆိုတာလေ data ပဲနော် AI က data တွေကိုသူတို့ကတောက်လျှောက် add လုပ်နေတာထည့် သူက data လေးများများထည့်နိုင်လေဒီကောင် smarter ပို့ဖြစ်လာလေပို့ပို့ပြီးတော့ smart ဖြစ်လာတာတပြည့်ပြည့်နဲ့များများ data ထည့်နိုင်လေများများ smart ပို့ဖြစ်လာတယ်အရှိချောက်ကမှန်းလို့တော့မရဘူးအခုကအဲ့ဒီဘတ်တင်မဟုတ်ဟိုဘတ်ငါတို့ပြောရမယ်ဆိုရင်ဒီ office job တွေမဟုတ်တကယ်ပြောရမယ်ဆိုရင်ဒီလိုတချင်းတို့ဘာလို့ဘတ်မှာပါဟိုဟာဖြစ်တယ်ဟုတ်တယ်အဲ Spotify မှာဆိုတော့ AI ban တွေပါရှိလာတယ်ကောင်းတယ် AI create လုပ်တဲ့ decision နေရတယ် အဲ့တော့ဟိုနောက်ပိုင်းကျရင်ခွဲလို့လုံးဝရတော့မှာမဟုတ်အခုတော့အောင်မှာနည်းနည်းခွဲလို့ရတယ်အော်ဒီကကုနာလုံးမျိုးကြည့်ပြီးတော့အရန်တချို့ဟာဆိုအရန် perfect ဖြစ်နေရလားအရန်ဟိုပြီးရင်တချို့ဟာလေးကြည့်ပြီးခွဲလို့ရနောက်ပိုင်းဆိုရင်ငါထင်တယ်ဒီနှစ်မကုန်ခင်မှာတော့အဲ့လိုမျိုးဗီဒီယိုဟာခွဲလို့ရတော့မယ်မထင်ဘူး तू ကနေ့စဉ်နဲ့အမြ तू က train လုပ်နေတာဒီ AI တော့တော့ရှောက်တို့ကဟိုဟိုတိုးတက်အောင်လုပ်နေတာအဲ့ဟာ train တဲ့လူကလည်း तू ကပတ်ဆိုင်ရမှာပဲဟုတ် ထွန်းတဲ့လူကလည်းထွင်ပါပဲဟုတ်တယ်ဟုတ်တယ်နော်ပြီးရင် AI ရကဒီငါတို့ဒီတခုရမှာတခြား industry တွေမှာလည်းအများကြီးပဲဥမာဟို military buying ရောပေါ့နော် အကုန်လုံးအကုန်လုံးအကုန်လုံးမှာသူကပြီးရင် research buying တွေရောအကုန်လုံး AI ပဲတုံးလာကြတာပေါ့နော် hey technology ဒီ machine เสียလေးตัวဘယ်လောက်လဲ work task ကိုပြောတာ work task ဆိုတာဒီအလုပ်ဒီ globally အလုပ်ရဲ့93%ခန့်တုန်းကဒီ machine တွေပါတယ် စက်ယုံနေဒီအမျိုးမျိုးပေါ့နော်အဲ့တော့53ရာခိုင်နှုန်းလောက်ကဒီဟိုဟာနဲ့ machine နေနဲ့လုပ်နေတာတကယ်တမ်းရှေ့လျှောက်ကပို့ပြီးတော့အလုတ်ဟိုဟာအလုတ်လက်မဲ့ဖြစ်ဖို့ပုံများတာပေါ့နော်음အဓိကကတော့ဟုတ်တယ်ဟိုဟာဆိုလဲဗါလဲအာဘီလ်ဂိတ်ဆိုရင်ပြောတာနောက်10နှစ်ဆိုရင် तू ကတော့ပြောတာတော့အဲ့လိုဆရာအလုတ်တွေပါမရှိတော့ဆရာဝင်ဆရာ teachers တွေ doctors တွေပါမရှိတော့ဘူးလို့တော့ तू က ပြောတာပဲဒါပေမဲ့ငါတော့တိတ်တော့မထင် question and answer တွေကိုကောင်းကောင်းကြီးလုပ်နိုင်တာကိုသူတို့ကအဲ့တော့ teacher ထောက်ကိုပို့ပြီးတော့သူတို့ကဖြည့်နိုင်တယ်အဲဖြစ်တင်တင်တင်တဲ့အပိုင်းဆရာဝင်မဲဆိုပါဦးဆရာဝင်ဆိုရင်တော့မှဟုတ်ပြီ diagnose လုပ်တဲ့အပိုင်းဆိုရင်တော့တာရင်တာဝါနိုင်တယ်ကွာဒါပေမဲ့ မင်းစေးကန်းသွားပြရတဲ့အချိန်မှာမင်းကိုလူတယောက်မှမရှိဘူးကမင်းကိုစက်တင်နဲ့ပဲဆမ်းပြီးတော့ဒါရိုက်တာဖြစ်တယ်စေးတောက်ဆိုလူတယောက်နေနဲ့ငါဆိုရင်တော့ဘယ်လိုမှအဲ I don't feel like I don't ဘယ်လိုပြောရမလဲဘယ်လိုယုံဘယ်လိုမသိဘူးကမမိုက်ဘူးကအတိတိုင်းမှာလူတယောက်နဲ့တယောက်ဟို connection လေးရှိတော့စကားလေးပဲပြောသိရမှာတကယ်တော့ အဲဆရာဝင်သွားပြရဲဆိုတာလေဘူနာဆရာဝင်နဲ့တွေ့ရင်အားရှိရယ်လीနော်ဟုတ်ပါလားဆရာဝင်နဲ့မတွေ့ရပဲ main screen ပဲတွေ့ရမယ်ဆိုရင်လည်းတိတ်တော့မဟုတ်အဲ့လိုသိရမလား robot ကြီးနဲ့တွေ့ရမယ်ဆိုရင်လည်းမဟုတ်သေးဘူးလေသိလားအဲခုနပြောဆို case ဆိုမျိုးပေါ့ဟိုဟိုဟာဆိုရင်ဒီဒီ suicide လုပ်သွားရဲဆိုရဲကောင်းလေးဆိုရင်လည်းဒါတကယ်ပြောရင်ဆိုရင်ဟို mental health issues ပဲပေါ့နော်အဲ့ဒါဟိုဟို တကယ်ကောင်ဆယ်လာနဲ့သူစကားသူစကားသွားပြောရင်ဒါမျိုးဖြစ်ချင်မှာဖြစ်မှာဒါဘယ်ဖြစ်မလဲသိရလားအဲ့လိုမျိုးပေါ့အဲ့တော့ဟိုလူတွေမှာလူတွေမှာကြာနော်ကိုချင်းစာစိတ်ပြီးရင်အဲ့လိုမျိုးတရားရင်းတရား human connection ဆိုတာရှိတာပေါ့နော်လူသိရလားဟို eye contact ပဲဖြစ်ဖြစ်နားထောင်ပေးတာပဲဖြစ်ဖြစ်အဲ့ဒါကြီးကအရေးကြီးတာအဲ့တော့ဟိုဘယ်သူပြောသူရောနောက်ဆယ်နှစ်လောက်ကြာရင်ဒီခုနပြောရဲဆရာဝန်တွေရော ဆရာတွေရော မရှိ မရှိတော့ဘူးဆိုတော့တချို့နေရာတွေမှာတော့ဟုတ်ရင်ဟုတ်မယ်တချို့နေရာမှာမဟုတ်တာဘူးလို့ထင်တာလူတွေပေါ်မှာပဲမူတည်ပါတော့လူတွေကလက်ခံရင်တော့လည်းဖြစ်လာမှာလူတွေလက်မခံရင်တော့ပဲဖြစ်လာမှာเนาะလူတွေလက်ခံအောင်လည်းဒါဒါတော့ဒါ conspiracy နည်း mind conspiracy mind ပေါ့เนาะလူတွေလက်ခံအောင်လည်းသူတို့ကလုံမှာလုံမှာလုံမှာပဲဟိုဘာဖြစ်လို့လဲအဲ့လိုမျိုးဘာလို့ပြောလဲဆိုတော့အဲအဲ့ဟိုမှာပေါ့เนาะ Peter Thiel ဆိုရဲ့ ဘီလီယံနဲ့ရှိတယ်သူကအဲ့အဲအီလွန်မတ်ဆက်သူနဲ့ကအဲ့ PayPal စပြီးတော့လုပ်တယ်ပြီးတော့သူတို့ क्वे ပါပီတာတီးကဒါပေမဲ့အဲသူတို့ Silicon Valley မှာဆိုရင်ပီတာတီးက very ဟိုပါဘောနော်အဲသွားမုံမှုအားကောင်းတယ်ဘောသူကအခုအဲ American ရဲ့ defense American ဆိုရရဲ့ဒီဟိုပါဘောကာကွယ်ရေးစနစ်တစ်ခုလုံးသူက AI နဲ့သူလုံးသူ run နေအောင်သူရဲ့ company ရှိရ Palantir ဆိုတာအဲ့ဒီ company ကလုံးဝ data တွေ collect defense ဒီ defense department of defense တခုလုံးရဲ့ data တွေကို तू က sort လုပ်တယ်အဲ့လိုဟိုပြန်ပြီးတော့ဟိုလုပ်ပြီး तू ရဲ့ program နဲ့အဲ့လိုပြန် run နေတာ तू तू ဆိုရင် तू က तू တချို့အဲအဲ့လိုမျိုးပေါ့သူတို့ရဲ့လှုပ်ဝက်လှုပ်ဝက်တာမဟုတ်တော့သူတို့အဲ့လိုမျိုးဆမ်မနာပေါ့လူနည်းစုလုပ်တဲ့ဆမ်မနာရဲ့ဘာမှမဆိုသူကပြောရတာဆိုရင် ဒီ तू อ่ะ techno तू technology ပေါ့ဒီ technology ကိုအသုံးချပြီးတော့ပဲလူတွေကိုသူတို့ဖြစ်ချင်တဲ့ပုံစံပုံသွင်းလို့ရမှာမဟုတ်ဘူးလိုမျိုးဟိုလူတွေကို educate လုပ်တာဘာညာအဲ့ဒါကြီးအရန်ကြာတယ်ပေါ့ तू อ่ะအဲ့လိုမျိုးပုံစံပေါ့နော်အဲ့လိုမျိုးတော့အဲ့လိုမျိုးကြီးပြောရတယ်ပေါ့နော်အဲ့တော့လူတွေကလည်း technology ကလည်းအရန်ကောင်းလာတယ်ဆိုမသုံးမဲ့လည်းဘယ်သူမှမနေနိုင်ဘူးနေတည်ရမှာအဲ့တော့သုံးကြမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့အဲ့လိုမျိုးပေါ့နော်သူတို့ရဲ့ဒီလူ လူနည်းစုပေါ့အခုဆိုရင်ပြောရမယ်ဆိုရင်ကငါတို့ဟိုတော့အကုန်လုံးကတော့ဖုန်းဆိုတဲ့အဲထားပါတော့ Apple Samsung ဆိုတဲ့ဒီလို corporate corporation အကြီးကြီးပြန်လာ Facebook Instagram ဘာညာဆိုလဲဒီလို Meta ပေါ့နော် Mark Zuckerberg ကျွန်တော်နောက်ပိုင်းဆိုကားကြီးဆိုလဲဥမာ Tesla Tesla တို့ဘာလို့ဆိုရင်ဒါ Elon Musk တို့ဘာလို့ပဲအဲ့လိုမျိုးလူနည်းစု billion billionaire တွေရဲ့ ဟာထုတ်ကုန်တွေပဲတုံးပြီးတော့ဟိုဟာဖြစ်ရမယ်ဆိုတော့အကုန်လုံးကอืมငါတို့ဒီလူတွေအကုန်လုံးမှာတို့ရဲ့ control ကပူကြီးကြီးလာတယ်တို့ကပဲပူချမ်းသာလာတော့ဒါပေါ့တဖြည်းဖြည်းနဲ့ဟုတ်တယ် prompt engineering လို့ခေါ်တာ prompt နေ AI ကိုဘယ်လိုအမိန့်ပေးရအောင်လဲတကယ်တမ်း programming သမားတွေတောင်မှ program ဒီဟိုဟာတွေရေးတာကုတ်ရေးတာကုတ်ရေးတာเนาะဟို AI ကိုရေးခိုင်းရင်ကိုရနေပြီပဲอืมရတော့ရတယ်ဒါပေမဲ့တချို့ကြတယ်ပြောတာလူရေးရနေတော့မတူဘူးပေါ့နော် အမှားများတယ်ပေါ့ဟုတ်အမားတော့များအောင်ပါတယ်။အဲ့ဒါနဲ့တော့ပို့ပြီးတော့ဟိုဟာဖြစ်လာမှာ။ accurate တော့ဖြစ်လာမှာ။ accurate တော့ဖြစ်။အခုကသူတို့မှားတဲ့ဟာကို AI hallucination လို့ခေါ်တယ်။သူကတချို့ဟာရယ်ဆိုရင် အလွဲကြီးတွေဖြေတာရရှိတယ်။အဲ့ဒါကိုကိုကပြန်သိပြီးပြန်ထောက်ပြတော့ရင်တော့အော်ဟုတ်တယ်ငါမှားသွားဆိုပြီးတော့အဲ့လိုမျိုးပြန်ပြော AI ChatGPT လို့ပါတော့။သူတို့လည်းမှားတယ်မမှားတာမဟုတ်ဘူး။ဒါပေါ့။မှားတယ်။အဲ့ဒါသူအဲ့ Open AI ရဲ့ CEO ဆိုတဲ့သူအဲ့လို interview တွေ podcast တွေမှာအများကြီးပြောတယ်သူကပြောတာအဲ့လောက်ကြီးငါတော့တိတ်ပြီးဟိုအောင်ပြောသူကပြောတာလူတွေဟို AI ကိုအဲ့လောက်ကြီးမမှီခွင့်အဲ့ဆိုတော့ဘာလို့လုပ်သေးလဲနော် ဟုတ်တယ်မလားလောက်ပြီးတော့မှဒါကြီးကိုအရင်မတုံးနဲ့မင်းတို့ကဒါကြီးကိုအရင်တုံးနေရဆိုတော့ဘယ်လိုကြီးလဲနော်တခြား creator ပုံငါတို့ဆိုတဲ့ကွာငါတို့မျက်နှာကြီးတွေအခုဆိုရင်ထားပါတော့ TikTok တို့ Facebook တို့ YouTube တို့မှာအဲ့လိုတင်ထားရဆိုရင်တစ်ချိန်ချိန်မှာငါတို့ရဲ့ရုပ်ကိုတုံးပြီးတော့ငါတို့မပြောတဲ့ဟာတွေကိုငါတို့အတိုင်းပြောပါတယ်ဆိုပြီးတော့ခုနောက်ပိုင်းအများကြီးပဲ TikTok မှာလို့တယ်ဟိုဘာလဲ set ဆက်ဟိုပါဘူးဗာလေဟို Rogan ဘယ်သူ Joe Rogan Joe Rogan ညာ Joe Rogan ဟာ၄လည်းညာကြီးပဲ TikTok သူပြောရဲနဲ့သူပြောတဲ့ပုံစံနေလောက်ထားဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့အခုလောလောဆယ်ပေါ့နော်ဟို graphic designer တွေဘာတွေကတော့ပို့ပြီးတော့လောလောဆယ်ပို့ပြီးတော့အထီးခိုက်ပုံများမယ်နေသူလေဒါပေါ့အဲ့တော့ဒါပေမဲ့လူလောက်တာပို့ပြီးတော့အခုချိန်မှာအခုချိန်ထိလူလောက်တာပို့ပြီးတော့ ိုကောင်းနေသေးတယ်အခုအခုအခုထိပေါ့အခုထိပေါ့လောက်တာပိုကောင်းနေသေးတယ်တစ်ချိန်ချိန်မှာတော့လေဖြစ်လာနိုင်ပါတယ်အာနဲ့ဆိုင်တဲ့ဟာရကတော့လူတွေကပို့ပြီးတော့အဲလောလောဆယ်တာနေသေးတယ်อืมဒါပေမဲ့တချင်းတချင်းနေပါရဲ့အခုနောက်ပိုင်းတော်တော်ခွဲရခတ်သွားပြီအခုလိုက်ကြည့်တာလေတချင်းကတော့တော်တော်ခွဲရအောင်ခတ်နေပြီ ဗီဒီယိုလည်းတကယ်တော့ VO3 model နောက်ဆုံးအဲ Gemini က VO3 model ကတော်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 ခက်တယ်တော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 ်ခက်နေပြီ음အဓိကတော့အဲ့လိုမျိုးအရန်ရန်ရှောက်မရှဲဘူးပေါ့နော်음အရန်ရန်ရှောက်မရှဲဘူးပေါ့နော်အဲ့တော့ဟိုအရင်တော့ကတော့ don't make stupid people famous ပေါ့နော်အခုကတော့ don't make fake content don't make And don't hey, make AI famous. Thailand ဇာတွေအဲနိုင်ငံရေးဟာတွေအဲ့ဒါတွေကိုမ share ဖို့ပဲเนาะဘယ်ရလာလဲလည်းမသိပဲねတည်တဲ့နေပေါ့အဓိကအဲ့တည်တဲ့တူတွေဟာတာဗီဒီယိုတွေကတော်သေးရပါသေးလားဟာတာဗီဒီယိုတွေကကိစ္စမရှိဘူးအဲ့ Thailand ဇာတွေပေါ့เนาะကဲအဲ့တော့နောက်ဆုံးနေနဲ့ဘာပြောမလဲအဲ့နောက်ဆုံးနေနဲ့အကြံပေးချင်တာဒီဟိုပါပေါ့မိဘတွေပေါ့เนาะလူကြီးမိဘတွေကိုဟိုသင်ပေးပါပေါ့ ဟိုသူတို့ဒီ digital နဲ့ပတ်သက်ပြီးတော့ဟိုအလိမ့်မခံအောင်เนาะအထရင်တူတွေရှောင်ရှားနိုင်အောင်ပေါ့အဲစမတ်ကြဖို့ပေါ့ online ကိုဘယ်လိုသုံးမလဲပေါ့เนาะဒါပေါ့ဒါပေါ့ဘယ်အရာအန္တရာယ်ရှိရဲ့ဘယ်အရာတော့သတိထားသင့်တယ်ဆိုတာမျိုးပေါ့เนาะဘယ်လိုဘယ်လိုစစ်ဆေးရမလဲအဲဒီကတော့ဒီဟာဟိုဟိုငါထင်တာလူကြီးတွေရဲ့ပြဿနာပါလေဆိုတော့သူတို့ကတခုခုတွေ့ရင်လို့သူတို့သူတို့ဟဲဒါ တကယ်လို့ထင်ว่าသူတို့ကဘယ်ကဘယ်သူတင်ထားတာလဲအောက်မှာ comment တွေဘာကြီးရှိလဲအဲ့လိုမျိုးတိတ်ပြီးတော့ဝင်ပြီးတော့မကြည့်ကြအောင်လေငါတို့ဆိုရင်ကွာတခုတင်ထားအခုဆိုရင်အရင်တော့ဆိုရင်တော့အဲ့လိုမျိုးတိတ်မကြည့်ဘူးအခုနောက်ပိုင်းဆိုရင်ဝင်အောက်က comment တွေဘာကြီးပေးထားတခါကြီးကျရင်အောက်ကအဲ့လို comment တွေထဲမှာသူတို့ကပြန်ပြီးတော့လုတ်ပြောပါပြောထားတာရှိတယ်နေနော် comment ဝင်ဖတ်ခြင်းသိပါတယ်ဟုတ်တယ်လူတွေကဝင်ပြောပါတယ်မှားရင်မှားနေတယ်မဟုတ်ဘူး ဟုတ်တယ်အဲနိုင်ငံလူကလည်းဝင်ပြောတယ်အဲအဲနိုင်ငံသတင်းတခုအမှားကြီးပေါ်နေပြီဆိုရင်အဲနိုင်ငံပြည်သူကပဲပြောပါလိမ့်မယ်အောက်မှာဝင်ဖတ်ကြည့်ရင်သိရပါတယ်အဲ့ဒါတွေဟုတ်တယ်အဲတော့အဲ့ဒါအဲ့လိုမျိုးဟာရှိတယ်ဗောပြီးရင်သူငယ်တွေကလည်းပြောပြပေးဗောနော်အမေဖုန်းအမေအဖေဖုန်းသုံးရင်ဒါတွေတတိထားဗောဘယ်ကဘယ်သူတင်ထားရလဲကြည့်ဗောဘယ်သူဘယ်အောက်မှာ comment လေးဝင်ဖတ်ကြည့်ဗောမတေချာဘူးထင် အန်ကိုရဲ့သားသမီးတွေကိုအရင်ဆုံးမေးပေါ့နော်မေးပြီးတော့မှပဲယုံကြပါပေါ့နော်အဓိကတော့အဲ့ဒါတော့အရေးအကြီးဆုံးပဲလို့ထင်တယ်အဲ့ဒါပါပဲအဲ့တော့အဓိကတော့တွေးသမျှအားလုံးမယုံမယုံဖို့ပေါ့နော်တွေးတွေးတိုင်းမแชร์ဖို့မယုံဖို့ပေါ့နော်အာအခုဟာအကုန်လုံးက click bait တွေကြီးပဲအင်းအင်တာနက်မှာအများဆုံးပဲ အဲ့တော့တတိထားကြပါဘောเนาะဟုတ်ကဲ့အဲကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့အာဒီဗီဒီယိုလေးကိုအာအဆင်ပြေရဆိုရင် share သွားပေးပါဒီ channel လေးကိုလည်း subscribe လုပ်သွားပါလို့အာပြောပြစီကျေးဇူးတင်ပါတယ်ကျေးဇူးပါ